အားလုံးပဲမင်္ဂလာပါဗျာခုတခါမှာတော့မန္တလေးကပြည်သူများအထူးတတိထားဖို့လူနေကြပြည်သူတဦးကပြောပြထားတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတည်အောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီ knowledge channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာအားမိတ်ဆွေကိုကျွန်တော်အထူးတတိပေးချင်တာလေးတစ်ခုရှိပါတယ်ခင်ဗျာဒါလည်းဆိုတော့ကျွန်တော်တို့အကူပေါ့နော်ဒီဘန်းနေပတ်စံထုတ်လာတယ်98လမ်း ဖြစ်သွားတဲ့ပြဿနာလေးက333လေးချားမှာပေါ့ဗျာအိုင်းနာနေလိုက်လာတယ်ဆိုင်ငယ်3စီးနဲ့လူ9ယောက်ပေါ့ဗျာ9ယောက်လိုက်လာတယ်ရှင်သူတို့ဆိုင်ငယ်နဲ့ဘယ်ညာပိတ်လိုက်တယ်ပိတ်လာပြီးတော့ဓာတ်နဲ့ထောက်တယ်မင်းပစံပင်ဘေးမပင်အတန်လေးပိတ်ထားမဟုတ်ရင်မင်းကိုဓာတ်နဲ့ထိုးတက်မယ်ဆိုပြီးတော့အဲ့မှာအခုကျွန်တော်အကူကလည်းမလုပ်လဲဆိုတော့ तू ကဧကန်နာကြီးရလာတော့ကျွန်တော်ထင်တာဘန်းနေစပြီးငွေထုတ်တဲ့အချိန်ကလည်းတို့စောင့်နေရဖြစ်မယ်ဗျအဲ့လိုမျိုးဆိုတော့ဘန်းနေမှာရှိတဲ့မိတ်ဆွေလေးတွေကိုလည်းအထူးဂရုစိုက်စေချင်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒါစေနာလေးနဲ့ ်သတိလမ်းမေးခြင်းဖြစ်ပါတယ်ခင်ဗျအလားအသွားပဲဖြစ်ဖြစ်ဥပမာငွေထုတ်ငွေယူဥပမာဖုန်းကင်ထားတယ်ဆိုရင်လည်းအထူးပြုစိုက်ပြီးတော့ဗောနော်ဘယ်ညာလေးကြည့်ရမယ်ပြီးပြီဆိုရင်နောက်တော့ဘာလဲဆိုတော့ထပ်အရေးကြီးတာကတတော်ကလိုက်လာတဲ့အချိန်မီးပွိုင်းလို့ဘာလို့မှာပို့ပြီးတော့ ဖျူးဆိုင်တဲ့နယ်ဗျမိဘွားမှာရက်နေတဲ့အချိန်လိုမျိုးလိုပါလို့ဆိုရင်တို့ကအနေထားလေးတွေကြည့်ပြီးတော့စောင့်ကြည့်နေတဲ့ပုံစံတစ်ခုလိုမျိုးဖြစ်မိဗျအဲ့လိုမျိုးဆိုတော့ဘာဖြစ်လဲဆိုတော့သူကငွေရုပ်ကိုအလေရရနေဓာတ်ထောက်ပြီးတော့ဆွဲနိုင်သွားတယ်အတန်ပါးပိတ်ထားဆိုပြီးတော့နောက်ချောင်း mask တွေအုပ်ပြီးတော့ပြီးသွားကြတယ်ဗျအဲ့လိုမျိုးဆိုတော့ mask တွေတို့လည်းမန်းလေးမှာအလာသွားလေးဖြစ်နေတယ်ဆိုရင်တော့ဖျူးဆိုင်လို့ရအောင်ဆောင်လို့ရအောင်လို့ကျွန်တော်အနေနဲ့ပြေးပြေးချင်းဖြစ်ပါတယ်ခင်ဗျာ